ရေမွန်ရဲ့မိခင်နဲ့ငွေကြေးကိစ္စကြောင့်အီဒီယိုဖွဲ့ဖြတ်သိမ်းမင်္ဂလာပါပရိသတ်ကြီးရဲ့လူဝကီတာလို့ခေါ်တဲ့အီဒီယိုဖွဲ့ရဲ့ဆွန်ရောင်ရေမွန်ဟာကွယ်လွန်သွားတာလေးနှစ်ရှိပါပြီရေမွန်ဆုံးပါခဲ့ကအမတ်တရာရှုပ်ပွဲတစ်ခါမှမလုပ်ဖြစ်ပေပြီးခဲ့တဲ့အော်တိုဘာလ25ရက်နေ့ကမှရေမွန်ရဲ့လေးနှစ်ပြည့်ထိမ်မှာပွဲကိုအီဒီယိုဖွဲ့ဝင်တွေကပြုလုပ်ပေးခဲ့ကြတာပါအဲဒီပွဲကိုလုပ်ဖို့အတွက်အီဒီယိုဖွဲ့ဝင်ကြီးကြီးကရေမွန်ရဲ့မိခင်ဒေါခင်မြတ်မွန်ကိုဆက်သွယ်လာပြီးတော့ခွင့်ပြုချက်တောင်းခဲ့ပါတယ် ခွင့်ပြုချက်တောင်းချိန်မှာရှိုးပွဲပြီးရင်ဒေါခင်မြတ်မုံကိုရှိုးပွဲကရတဲ့ဝေစုကိုအညီမျှခွဲဝေပေးမယ်လို့ជីជីကပြောခဲ့ပြီးသားပါဒါပေမဲ့ရှိုးပွဲပြီးချိန်မှာတော့ဒေါခင်မြတ်မုံကတပြားတစ်ချက်မှမရတာကြောင့် Facebook မှာ posting ခဲ့ပြီးအီရော့ဖွဲ့ဝင်နေတဲ့ကြေညာထားသွားခဲ့ပါတယ်ဒေါခင်မြတ်မုံပြောထားတာကတော့ရှိုးပွဲအတွင်းမှာလေရွေမွေးရင်ညီမဖြစ်သူကတချင်တပုတ်ဆိုမဲပြောတော့ဘန်းနဲ့မတီးပေးနိုင်ကြောင်း DJ တီလုံးဖွင့်ပေးမယ်ဆိုပြီးပြောခဲ့တယ်လို့သိရပါဗျ ရှုပ်ပွဲပြီးသွားတော့တော်ခင်မြတ်မောကပတ်စံမရသေးလို့အီဒီယိုအဖွဲ့ဝင်ဖိုးလုံးကိုမေးတော့ဖိုးလုံးကငွေကကြီးကြီးကိုင်းလာလို့ပြောပါတယ်။ကြီးကြီးကလည်းတော်ခင်မြတ်မောဖုန်းကိုမကိုင်းတာကြောင့်ကြီးကြီးရဲ့မန်နေဂျာကိုဆက်သွင်းတော့မှမန်နေဂျာကရှုပ်ပွဲပြီးကြတဲ့ကပွဲကရတဲ့ငွေအလုံးကိုကြီးကြီးကိုပေးလိုက်ပြီဖြစ်တယ်လို့ပြောခင်တာပါ။ ပွဲမှာပါဝင်ခဲ့တဲ့အီဒီယောဖွင့်ဝင်နေတဲ့အစိုးရတွေအားလုံးလည်းရာသီနဲ့ဝေစုကိုခွဲဝေယူပြီးကြပါပြီ။ဒါကြောင့်တော်ခင်မြတ်မွန်ကသူ့သားရီမော့ကိုအကြောင်းပြုပြီးလှုပ်ရှားသွားတဲ့အီဒီယောဖွင့်ဝင်တွေကိုလိုင်းပေါ်ကနေတဲပြောင်းလိုက်တာပါ။ပရိသတ်တွေကအီဒီယောဖွဲ့ဝင်တွေကိုဆဲဆူဝေဖန်ကြတော့မှအီဒီယောဖွဲ့ဝင်ပုလုံကသူ့ရဲ့ထဲကပတ်စံဆိုင်ပြင်ဒေါခင်မြတ်မွန်ကိုပေးခဲ့ပါတယ်။ ဣဒီယောဖွဲ့ဝင်ကိုဂျပန်ဆိုသူကတော့သူ့ရဲ့အကောင့်ကနေဣဒီယောဖွဲ့လုံးဝဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ရေမွန်မတေကင်ကအတန်သွင်းခဲ့တဲ့အတန်ဖိုင်နဲ့တချင်းတစ်ထုတ်ဖို့ကိစ္စကိုလည်းဆက်မလုပ်ဖြစ်တော့ဘူး။နားမလည်တဲ့သူတွေကိုမဖြည့်ရှင်းချင်တော့ဘူးလို့ရေးသားခဲ့တာပါ။သူ့ရဲ့ရေးသားတွေကသူတို့ဘက်ကမမပဲဒေါခင်မျက်မှောက်ကမှားတဲ့သဘောရေးသားထားတာကြောင့်ရေမွန်ပြည်သက်တွေကတော့ဝေဖန်နေကြပါသေးတယ်။ ီဒီယိုဖွဲ့ပြတ်သွန်းရတာကလည်းဒီလူငွေကြီးပြဿနာကြောင့်ဆိုပြီးအီဒီယိုဖန်တွေကတော့ဒေါခင်မြတ်မုံကိုဝေဖန်နေကြတာပါဒါပေမဲ့ဒေါခင်မြတ်မုံကတော့သူ့ရဲ့တာရီမုံကိုဂီတာလမ်းကြောင်းပေါ်ရအောင်အနစ်နာခံကြိုးပမ်းပေးခဲ့တာပြီအီဒီယိုဖွဲ့ပြလာဖို့သူမကပံ့ပိုးပေးခဲ့တာတွေနဲ့အခုလည်းရှိုးပွဲမှာရီမုံရဲ့တခြင်းတွေကိုတီးဆိုခဲ့တာကြောင့်ဝေစုရတဲ့နယ်လို့စာရှိကြီးနဲ့ရည်တင်ထားပါတယ်